ကျွန်တော်တိုင်းပြည်မှာပြောကြမလို့ဘူးเนาะထုတ်တဲ့တော့ကျွန်တော်တို့ကနိုင်ငံသားအကြောင်းကိုပြောမယ်နိုင်ငံသားအကြောင်းပြောလို့ရှိရင်ကျွန်တော်ကဒါရီတာလုပ်ပြီးကတ်သွားရတယ်ကတ်သွားရပြီးပြန်လာတာနဲ့တခါလေဒီဖလင်ကိုလှည့်မကြည့်ဘူးစေစံပြောလိုက်တယ်ရှင်းပြီးပြီရှင်းတဲ့ခါမှာမကြိုက်လို့ပယ်တာကောကြီးကန်းတောင်အောင်လို့ပြတ်သွားတာကောအဲ့ဒါတွေကိုအကုန်လုံးမှတ်တမ်းကရေးထားတယ်ရေးထားတဲ့ခါကျတော့ ကားပထမဦးဆုံးဆက်မဲ့ခါကျတော့ဒီအရုပ်ကြည့်ပြီးတော့ဟဲ့ကနံပါတ်1ကနှခါတော်ရိုက်ထားပါလားတတိယကတ်ကိုပဲအမှန်ယူပါလားဆိုတော့အဲ့ဒါကိုအပြည့်ရှိတဲ့အားဖြင့်ဖယ်ထုတ်ပြီးတော့အကောင်းငယ်ယူရဆက်လိုက်တဲ့ခါကျတော့အဲ့ဒါကိုကျွန်တော်တို့ကဟေးထိတ်ဆုံးမှနေတဲ့ကလပ်ဆိုတဲ့ကလပ်ကိုမဖြတ်သေးဘူးနော်ဘာလို့ကလပ်ရိုက်ရလဲဆိုတော့အယုတ်ထဲမှာစိန်ဝမ်ကတ်တတိဆိုတဲ့ရိုက်တိုင်းမှာ အတ္တမှန်တော့အောင်မယ်အဲ့တော့အတ္တနဲ့အယုတ်နဲ့ရှင်ပြီးကြီးလိုက်တဲ့အခါကရက်ထိတဲ့နေရာနဲ့ဘောက်ခနဲ့မိတဲ့အတ္တနဲ့ပေါင်းမျိုးမှာကားဆက်တဲ့အခါမှာစင်ကရိုင်းဂျာဆိုဆက်တဲ့အခါကျတဲ့လူတဲ့အတွက်ကလပ်ဆိုတော့ရိုက်ရတယ်အဲ့တော့အဲ့ဒီကလပ်တွေကိုဖြတ်တောက်ပြီးတော့မှချောပြီးကျွန်တော်အိုက်တင်ကောင်းနေမကောင်းအဲ့ဒါလုပ်တဲ့အခါကျတော့မှဟုတ်လားကားရုပ်ဆိုတာဖြစ်လာမှာကိုအဲ့တော့ခုနကကလပ်တွေအမိုက်တဲ့အိုက်တွေကိုမဖြတ်သေးတဲ့ဟာကို ကျွန်တော်တို့ကနိုင်ငံသားမှာတော့ခုနကပြောမယ်ပထမဦးဆုံးစပြီးတော့ရိုက်တဲ့ဟာကလပ်မှာဘာဖြစ်လို့လဲဘာဖြစ်လို့ဒါရိုက်တာထဲတာလဲဘာဖြစ်လို့ဇာညွန်းထဲတာလဲဇာညွန်းစာထဲတာလဲဘာဖြစ်လို့နေဆွေးထဲတာလဲဆိုတော့နိုင်ငံသားအနေနဲ့ကြတော့ဒီမှာလည်းရှိခဲ့ဘူးလေနော်ကုမ္ပဏီတစ်ခုကဒါရိုက်တာဥတီကြီးကတကားရိုက်တယ်ဥရွှေတော်မြောင်တကားရိုက်တယ်ဥချန်တော်ကတကားရိုက်တယ်ဘာကြီးအောင်ကတကားရိုက်တယ်ပေါ့ရိုက်တဲ့အခါကျ အသီးသီးပြန်လာတဲ့ခါကျတော့ကိုဖရင်တို့ကိုကိုတာဝန်နဲ့ကူးဆေးတဲ့ကူးတဲ့လူကိုပေးတယ်လေကောင်ဖေးစားဆူရောအဲ့ဒီခါမှာမှဩဒါကဆရာကြီးရွှေရုံးမြောင်ရဲ့တဲ့ဘူအောင်နေမှာလားဒါသူစားကဟုတ်လားဦးချန်တော်ရိုက်တာပါဆိုတော့ဖရင်မှာခွဲပြီးသိအောင်လို့ကလပ်မှာနေဆွေးနဲ့ကားနံပါတ်နဲ့ကိုထဲကားနံပါတ်ကိုထဲရခြင်းဖြစ်ပါတယ်ဒါရိုက်တာထဲရခြင်းဖြစ်ပါတယ်အဲ့တော့အဲ့ဒီကကူးနေကကလပ်ပြင်မဖြတ်သေးဘူးအချမ်းနဲ့ကြီးကို အခုနဲ့ရိုက်ပြီးတနေ့တာပို့တာကို daily လို့ခေါ်တယ်နော်နေ့စဉ်နေ့တိုင်းကူအချမ်းကူပို့တာအဲ့တော့အချင်းအခုနဲ့ကမကောင်းတဲ့ကြီးကန်းတန်တဲ့မော်တကားဖြတ်သွားတဲ့တန်တွေပါတဲ့အောင်ခွဲလိုက်ပြီးတော့အချောကားဆက်မင်းဆိုတဲ့ကလပ်မဖြုတ်သေးတဲ့အောင်ယူပြီးတော့မှတကားအချမ်းကူတာနိုင်ငံသားအနေနဲ့ပြည်စုံတဲ့အခါကျတော့အဲ့ဒါ work print အလုံးလုံးဝဆက်ကော်ပီတူရင်းမှု rush print အချမ်းကူလို့ခေါ်တယ် အဲ့တော့သူကဘာဖြစ်လဲဆိုတော့သူက positive ဆိုတဲ့အယုတ်မြင်ရတဲ့ negative မှာကတော့ကျွန်တော်တို့ကစပင်အမဲကအဖြူဖြစ်နေတယ်ဟုတ်လားမျက်ခုံးကအဖြူဖြစ်နေတယ်အဲ့ဒါကိုသူတို့ဘာမှမမြင်ဘူးသူတို့နိုင်ငံမှာပလင်ပေါ်တဲ့ခါကျတော့ work print လို့ခေါ်တဲ့အချမ်းကူးကူးတဲ့ခါကျဒါကဒီရုပ်ကိုကြည့်ပြီးတော့မျက်လုံးမိတ်တယ်ဖွင့်တယ်မျက်တောင်ခတ်တယ်အဲ့ဒါကိုကြည့်လို့ရတယ်ကျွန်တော်တို့နိုင်ငံမှာချိုးတွေ့တဲ့ခါကျတော့အဲ့လို work print လို့ rush print လို့အချမ်းမကူးနိုင်တဲ့ခါကျတော့ ကျွန်တော်တို့က negative ကိုပြူးပြူးပြဲကြီးပြီးတော့သင်ရတယ်ပြီးရင်ကျွန်တော်စပြီးတော့သင်တဲ့အချိန်မှာခုနကပြောတယ် movie ဝလာလို့ခေါ်တဲ့ classic ကလေးတလောဝိုင်းကလေးပဲရှိတယ်နော် setting ပဲလို့ခေါ်တဲ့ဟောရှင်းလင်းမှပတ်တယ် monitor နဲ့ကြည့်ရတဲ့အဆင်မပြောဘူးအဲ့တော့ဒီနေ့မှာတော့တိတဲ့အတိုင်းပဲအကုန်လုံးကအလုံးကိုပြန်မြင်လို့ရတဲ့အတွက်ကားဆက်ရတဲ့ခါမှလွယ်သွားပါတယ်ဘုံတော့ကတော့ပင်မနဲ့ပင်မနဲ့ပင် ဖလင်းကရှားတဲ့ခါကျတော့အတန်ဖလင်းဆိုတာကလက်သုံးလုံးမှာထားလိုက်တော့တော့တာတိပိုင်းအမှန်အယုတ်ဖလင်းတာတိပိုင်းအမှန်ဒါပေမဲ့အတန်ဖလင်းမှာအယုတ်မပါတဲ့အတွက်အတန်ကိုကူးကျင်လို့ရှိရင်နှစ်လိုင်းသုံးလို့ရတယ်ဥပမာဒီလိုတက်ကနေဒီလိုဆင်းသွားမယ်တက်ကနေတထောင်တက်ကနေတထောင်သွားမယ်လက်ညိုဘေဘက်ချမ်းအလိုင်းနော်တထောင်ကနေတက်ကိုပြန်ဆင်းမယ်လက်ကလေးလိုင်းအဲ့တော့တန်ဖလင်းလက်ပြားမှာ အတန်နှပြဖြစ်အောင်ဆင်းရဲသောအားဖြင့်ကူရတဲ့ခါကျတော့ခလေကနေပြီးတော့အဲ့ဒီကို35ဖလင်ကိုအတန်ခလေကနေဖြတ်ရတယ်ဒါနဲ့ဆက်ပေါ်မှာလှည့်ပြီးဖြတ်လိုက်တော့ကျွန်တော်တို့ကကျွန်တော်တို့ဒုက္ခအရင်ကြီးခဲ့တယ်ဒါဆိုတော့မနော်အဲ့ဒီလိုနဲ့ပဲအခုနေပြောတဲ့မတန်းရယ်60ရယ်ဇညွန်းရယ်ရိုက်ကွင်းရယ်အဲ့ဒီဘူးသူရတွေနဲ့မင်းသားမင်းကြီးတွေရယ်လှူရှားမှုတွေနဲ့တွားလာတဲ့အားကိုကြည့်ပြီးတော့ ဒါရိုက်တာဆိုတော့ဖြစ်လာတယ်ဒါရိုက်တာဖြစ်တဲ့အခါမှာဆရာကြီးတွေထိုးအမင်းရဟုတ်လား movie must move ရုပ်ရှင်ကလှုပ်ရှားမယ်တဲ့ဟုတ်လားအဲလှုပ်ရှားမယ်ဆိုတော့လူဟာလှုပ်ရှားနေတဲ့တတ္တဝါဖြစ်တဲ့အတွက်လှုပ်တယ်နော် move လုပ်ရမယ်နော်ကင်မရာထရော်လီတွေဂရင်းတွေဒရုန်းတွေတော့ဒီကိမှာရိုက်တဲ့အတွက်ကိုကင်မရာကြောင့်လှုပ်တာရှိရမယ်နော်နော်လူအိုက်တင်ရောက်လှုပ်တယ် ကင်မရာကြောင့်လှုပ်တယ်နော်ဖွလင်တိဖြတ်တဲ့နေရာမှာဖွလင်ဆိုတာကအသွေးအသေးပဲတကွက်ချင်းကြီးရင်ဒါပေမဲ့လို့ဒီလိုလှုပ်ထားတဲ့လက်သေးအသေးကိုကားဆက်တဲ့ခါကျဟိုကောင်သွားတိတဲ့ခါကျလှုပ်တယ်လို့ပြောသွားကားဆက်ခြင်းအပြင်နေဖွလင်ဆိုတာ move လှုပ်ပါတယ်တဲ့ပြီးရင်ပြတ်ဆက်ပုံမှာတင်ပြီးတော့ဆက်လိုက်တဲ့အတွက်ခုနကရီရီချင်းလာတဲ့အယုတ်တွေကလှုပ်တဲ့အတွက် movie ဆိုတာလှုပ်ရမယ်တဲ့မလှုပ်ဘဲနဲ့ထိုင်ပြောလို့ရှိရင် အခုလိုပဲကွက်စိတ်လိုပဲဖြစ်သွားမယ်တဲ့အဲ့ဒါမူဘီမစမူတဲ့အဲ့ဒါပါမယ်အဲ့တော့ဘာလို့ကျွန်တော်သင်တော့ပေါ့နော်ဘာကြီးအောင်တော်တော်လေးလေအာဝါသနာကြီးခဲ့တယ်တော်တော်လေးလေစူးစမ်းအားထုတ်ကြလို့ပြောတာဘာလို့လဲဆိုဘာကြီးအောင်စတာမှတ်တမ်းဆိုရင်မှတ်တမ်းဝင်လိုက်တာမှန်တယ်လို့လည်းပြောလို့ရတာပေါ့နော်ဟုတ်တယ်နောက်ပြီးတော့ဘာကြီးအောင်ကနောက်ပိုင်းမှာကျွန်တော်သိတာဘာကြီးအောင်ဒီအာဟုတ်တယ်တေးဥဆောင်တယောက်လည်းဖြစ်တယ်ဒရိုက်တာတယောက်လည်းဖြစ်တယ် ဝတ္ထုဆိုင်ရလိုက်ရှိတဲ့ကားကားဆက်တာပေါ့နော်ဟုတ်ကားဆက်တယ်ဒီတော့အဲအဓိကတော့ဟိုထည့်ပြောရမှာမို့ဟိုပထမဦးဆုံးကားဆက်တာကကျွန်တော်ဟိုဒါရိုက်တာဥတင်ယူကသင်ပေးတယ်ဟုတ်ဥတင်ယူနဲ့စလာဟုတ်ဥတင်ယူသင်ပေးတဲ့ကားဆက်တဲ့ပညာကဘာလဲဆိုတော့ technique of editing နော်ကားဆက်ရှင်ရဲ့ပြည်ရည်နေရာမှာပေါ့ ဖွင့်နေကဘလူထားဘလူသူရဘလူဒါကိုအယုတ်ခေါ်တယ်ဒါကိုအတန်းခေါ်တယ်အဲ့လိုအခြေခံတင်ပေးတယ်ဘလူကြရင်ဖြတ်ရတယ်တောက်ရတယ်ဒါတင်ပေးတယ်ဒါမင်းတို့1960ခုနှစ်မှာအာဆရာဦးတည်မြင့်နဲ့ကားတွေဆက်ပြီးတော့အောင်ကြီးရှိပါတယ်ပါတယ်ဆက်ပြီးတော့ခိုးတော့ကာလာလေးပေါ်လာကစားဆိုတော့ဒုတိယတတိယအကြိမ်တော့ပေါ်လာကစားဆိုတော့ဂျပန်မှာတွားပြီးတော့ကူကတော့ဥတည်ယူတော့ဂျပန်ကိုတွားရတယ်ကျွန်တော်ဒီမှာကြာရင်ခဲ့အဲ့တော့ 1960ခုနှစ်မှာပြန်ကြည့်သိပါတယ်မန္တလေးရုပ်ရှင်ကပြည်မြေဆုံးတိုင်းဆိုတဲ့ဇာတ်ကားကိုဟုတ်ဒီဇင်ဘာလအမီအကယ်ဒမီဝင်မှုယုံတရနင်းနေပြီအဲသူတို့ရဲ့ပင်တိုင်းမျိုးမကိုဘောဆိုတဲ့ပုဂ္ဂိုလ်ကြီးကလည်းသူကိုယ်တိုင်ကင်မရာဆင်းရိုက်နေရတယ်ကားရက်ခါမှာတာဝန်မပြီးဘူးအဲ့တော့အခုခေါ်ပါအောင်ဆိုတော့ကျွန်တော်တို့မင်းသားကြီးဦးမြင့်အောင်ရဲ့အဲညီကိုဝင်းဝင်းတော်တဲ့မောင်မောင်တို့ရဲ့ကျွန်တော်ရဲ့က လိုက်သွားပြီးတော့ဆရာကြီးရွှေတုံးမြောင်ရှင်မှာစပြီးတော့စတွေ့ရတယ်ဆရာကြီးရွှေတုံးမြောင်ကဘောင်နေကားတွေရက်ခဲတဲ့လူတိုင်းသိပါတယ်အဲ့တော့ဆရာစီကဘာပညာရလဲဆိုတော့အဲ့တော့ပြင်းပြစိုးနိုင်ဆက်ရတယ်ဆရာနဲ့နောက်ဒုတိယအခါကျတော့ကိုပိုင်မြစ်တာဆိုတဲ့ကား၆၂ခုကအကယ်ဒမီရတဲ့ကားတွေကြီးပဲကျွန်တော်ဟိုဘောပူတွဲဆက်ကွင်းရခဲ့တယ်အဲ့တော့ဒါဒါပြောရမယ်ဆိုလို့ရှိရင်မန္တလေးရုပ်ရှင်ကပတ်စံနဲ့တတ်နိုင်တယ်ဖြုံးလဲဖြုံးနိုင်တဲ့အတွက် ကိုစောစောကပြောတော့ work frame လို့ခေါ်တယ်အချမ်းကူးကိုကျွန်တော် steam bag ဆိုတဲ့ကားစက်ပုံမှာအယုတ်ကြီးကြီးတင်နိုင်တဲ့ကျွန်တော်လက်ကမြင်းကြောင်းထားဖို့အခွင့်အရေးရသွားတယ်အဲ့ဒါမလို့ဆရာချွေတို့မိကလည်းကျွန်တော်ကိုကျွန်တော်ဖြတ်တာတောက်တာမဆိုးဘူးဆိုပြီးတော့အတွေ့အကြံမှာမောင်တင်တီတီဆန်ချတင်လို့နဲ့ဟုတ်တွဲပြီးတော့ဦးကြောင်လုံးနဲ့တွဲပြီးတော့ကျွန်တော်ကဒုတိယမင်းသားအဖြစ်ကောအော်ဒုတိယမင်းသားတဲ့အဲ့မှာမတန်းကောကားစက်ကောကျွန်တော်တာဝန်ယူခဲ့ရတဲ့အတွေ့အကြံမှာ ြည့်ပါသေးတယ်အဲ့တော့အဲ့ဒီကနေပြန်လာပြီးကာသမဘောကွာပြန်လာတဲ့ခါကျတော့မှစစ်ထဲကနေပြီးတော့ဘူကြီးဘွားကနေထွက်လာတဲ့အတူအောင်ပြောပြတာပါဦးဝင်းဦးကမင်းသားလုံးပဲဆိုပြီးတော့ဥတည်ယူနေညမဦးရုပ်ရှင်ဒေစီကျော်ဝင်းတို့အမေဒေါ်တင်နေကုန်ပြီမှာနှစ်ယောက်တည်းနေနေဆိုတဲ့ဇကာကိုသူကိုယ်တိုင်ဇညိုးရေးပြီးတော့မင်းသားလုံးတဲ့ဒါရိုက်တာကဥတည်ယူကရိုက်ပေးတယ် ။အဲတော့မိဘုံငွဲဆိုတဲ့ဇာကားနဲ့နာမည်ရတာဒီဇာကားပေါ့နော်။1960နှစ်ခု။အဲတော့သူကလည်းပဲယုံရက်ကချင်းပြီးပြီ။အဲဂရိယာလည်းပေးပြီးပြီ။ကားရိုက်တာမပြီးကြသေးဘူး။မပြီးကြတော့ဒါရိုက်တာဥတည်ဘူးကျွန်တော်ဆရာမူရင်းဆရာကအဲတော့ခုနဲ့ဇာကားပြောမှဆိုရင်ဆရာဥတည်ဘူးက technique of editing ဆရာရွှေရုံးမြုံကအသက်မရှိတဲ့အယုတ်တွေ တယောက်နဲ့တယောက်ပြောတာဆိုတာ response လုပ်တာတွေကိုအသက်ဝင်အောင်လုပ်နိုင်တဲ့အတွက်ဆရာရွှေတုံးမြောင်ကဖြတ်တာတောက်တာနေရမှာကျွန်တော်တို့ကိုမှ complex ဆိုတော့ art of editing creative art creative ဆိုတာ fulling ကိုအသက်ဝင်အောင်ဖန်တီးနိုင်တော့ကားရဲ့နိပညာဆရာရွှေတုံးမြောင်ကြီးရပါတယ်အဲ့တော့ဖြတ်ပြောလိုက်မယ်ဥဝင်ဦးနှောက်ခဲနေရင်ရိုက်တဲ့အခါကျတော့ဥဝင်ဦးကပထမဦးဆုံးခေါင်းဆောင်မင်းသားဖြစ်လာတာပေါ့ ရှေ့ကတော့ချစ်တော်ချစ်တဲ့လူယောက်ကြောင့်ဆိုတာမင်းသားကြည်စုံနဲ့နှစ်ယောက်ပြေးပြီးတော့ရက်ခဲရတယ်အဲတော့အဲ့ဒီမှာစပြီးတော့ဒေါခင်သားနှုကမင်းမီအဖြစ်အောက်ကြီးအောက်ရောင်ပါလာပါလေနော်အဲကနှောက်တဲ့နေရင်လည်းကုမရလို့ယုံနေရချိန်မီတာဖြစ်နေတော့သူများနဲ့လည်းစာချုပ်စာတမ်းဖြစ်နေတဲ့ခါကျတော့ငါတို့မအားဘူးကွာအဲငါနဲ့မောင်လမ်းမျိုးကိုကိုဝင်းဦးနဲ့မအားဘူးအဲကားဆက်စရာရှိတာမင်းမဆက်တော့ဆိုပြီးတော့ ကျွန်တော်ဆရာဦးတင်ပါမြောက်တဲနေချင်းနေမှာဖလင်းအဒီတာဆန်ရွှေမောင်ဆိုတဲ့နာမည်နဲ့ဟုတ်လားစာပြီးစတင်ပြီးဆက်ခွင့်ရခဲ့တာမို့